အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါပထမဆုံးနိုင်ငံတကာသတင်းကိုတော့ပြည်သစ်သမတရဲ့ဒေါ်ဆန်းစုကြည်စီပေးတဲ့စာအကြောင်းနဲ့စပါမယ်။ဒေါ်ဆန်းစုကြည်အတွက်ရေးသားထားတဲ့စာသောင်းကို ပြည်သစ်သမတအီမန်နျူရယ်မက်ဂရွန်ကဒေါ်ဆန်းစုကြည်ရဲ့သားဖြစ်သူကိုထိန်လင်းစီကိုပေးပို့ခဲ့တယ်လို့ကိုထိန်လင်းကသူ့ရဲ့လူမှုကွန်ရက်အကောင့်မှာရေးသားထားပါတယ်။ ပြည်ထောင်နိုင်ငံခြားရေးဝန်ကြီးဌာနမြန်မာအထူးကိုယ်စားလှယ်ကဒီစာကို Kim Eric ခေါ်ကိုထိန်လင်းစီကိုယူလာပေးတာလို့ဆိုပါတယ်ပြည်ထောင်သမတာကပြီးပို့ရစာထဲမှာတော့ဒေါ်စန်စုကြည်ရဲ့ကျဲမာရေးကိုစိုးရိမ်ပူပန်တယ်လို့យေတာထားပြီးနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်စန်စုကြည်သမတာဦးဝင်းမြတ်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေလူမြောက်ဖို့ဆက်လက်တောင်းဆိုနေတယ်လို့ဖော်ပြထားပါတယ် မကြသေးခင်ကတော့ဒေါ်ဆန်းစုကြည်ရဲ့သားဖြစ်တဲ့ကိုထိန်လင်းက မိခင်ဖြစ်သူဒေါ်ဆန်းစုကြည်ကျမ်းမာရေးအတွက်အလွန်အမင်းစိုးရိမ်ပူပန်ကြောင်းနဲ့သူ့ကိုပြန်လုပေးဖို့စီယုံလုံဆော်မှုတွေလှောက်ဆောင်ခဲ့ပါတယ်။နိုင်ငံတကာအစိုးရတွေနဲ့လူအခွင့်အရေးအဖွဲ့အစည်းတွေကဒေါ်ဆန်းစုကြည်တမတာဥဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်ပေးဖို့အကြိမ်ကြိမ်တိုက်တွန်းပြောဆိုနေပေမဲ့မြန်မာစစ်ကောင်မရှင်ကတော့သူတို့ထိမ့်သိမ်းထားတဲ့နေရာကိုတော့ထုတ်မပြောဘဲလျှို့ဝှက်ထားခဲ့ပါတယ်။ နောက်ထပ်သတင်းမှာတော့ဆူဒန်နိုင်ငံကအစူလိုက်အပြုတ်လိုက်တက်ဖြတ်မှုကိုဂျိုတူတပ်ပုတ်တွေကတက်သေးခံနေတယ်ဆိုတဲ့သတင်းကိုပြောပြပါမယ်။ဆူဒန်နိုင်ငံကပြည်တွင်းစစ်အသွင်း RSF တပ်ပုတ်တွေတိုက်ပိုက်ထားတဲ့ဒါဖာမျိုးအစစ်အမှန်ဖြစ်ကြောင်းအတီးပြုလို့ရတဲ့ဗီဒီယိုရုပ်ပုံတွေနဲ့ဂျိုတူကရိုက်ထားတဲ့သွေးကွက်တွေကဒါဖာမှာအစူလိုက်အပြုတ်လိုက်တက်ဖြတ်မှုတွေဖြစ်နေတယ်ဆိုတာကိုအတီးပြုလို့ရတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြပါဗျာ။ အခုအညီပေးရေးအဖွဲ့ကတော့ရက်ဆက်ကြံကြုံတဲ့ပြည်တွင်းစစ်အောက်မှာဒါဖာဒေတာမှာရှိတဲ့တိုင်းနေချီတဲ့လူတွေဟာလူအခွင့်ရချိုးဖောက်မှုနဲ့တပ်ဖြတ်ခံရမယ့်အန္တရာယ်ကြုံတွေ့နေရတယ်လို့တတိပေးထားပါတယ်အလျင်မြန်ပတ်ပိုးရေးတပ်ဖွဲ့ RSF လို့အမည်ပေးထားတဲ့သဘုတ်တပ်ဖွဲ့တွေကအော်တိုဘာလကုတ်ပိုင်းမှာဒါဖာမြို့ကိုသိမ်းပိုက်နိုင်ခဲ့တာပါအစုလိုက်ပုံလိုက်ရှိနေတဲ့အလားရီနဘေးနားမှာသွေးတွေစွန့်ထင်းနေတာကိုဂျိုတူဓာတ်ပုံတွေကသိမြင်ကြရတယ်လို့ဆိုပါတယ် အလားတွေအစုလိုက်ပုံလိုက်ကိုလူနေရက်ကွက်တွေမြို့ဆင်ချေဖုံးတွေနဲ့ဆူဒန်စစ်သက်တပ်စခန်းတည်နေရာတွေမှာတွေ့နေရတယ်လို့လူထုကျန်းမာရေးကြောင်းလူသားချင်းစာနာမှုဆိုင်ရာသုတေသနဓာတ်ခွဲခန့် HRL ကပြောပါတယ် တန်တရားဖြစ်เสียကောင်းတဲ့တက်ဖြတ်မှုတွေဟာမြို့ကို RSF တပ်ဖွဲ့တွေထိချုပ်လိုက်ပြီး82နှစ်အတွင်းမှာဖြစ်ပွားခဲ့တာလို့ HRL ဓာတ်ခွဲခန်းကအမေရိကန်လူအခွင့်အရေးနဲ့စစ်ရဲဇဝမှုစုံစမ်းစစ်ဆေးသူ နေသန်နီယယ်ရီမိုကပြောပါရီ ဆူဒန်နိုင်ငံမှာအစိုးရစစ်တပ်တွေနဲ့ RSF သဘုတ်တပ်တွေကြားပြည်တွင်းစစ်ဟာ2023ခုနှစ်ကစလို့ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အော်တိုဗာလ26ရက်မှာတော့ RSF သဘုတ်တပ်ဖွဲ့တွေကဒါဖာမြို့ကိုတိုက်ပိုက်ခဲ့ပါတယ်။အဲဒီနောက်အော်တိုဘာလ29 28ကစလို့အစုအပြုံလိုက်တက်ဖြတ်တဲ့အထောက်အထားတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ် အဓိကအနေနဲ့တော့ RSF က RM ဟုတ်တဲ့ဒေသခံအသိုင်းသားတွေကို အစူလိုက်အပြုတ်လိုက်တက်ဖြတ်နေရဆိုတဲ့ဆွဆွဲချက်တွေဖြစ်ပေါ်နေရလဲဖြစ်ပါတယ်။တိုင်ဖုံတီနိုခေါ်တိုင်ဖုံကယ်မီဂီကဖိလစ်ပိုင်နိုင်ငံအလဲပိုင်းကိုဝင်ရောက်သွားခဲ့တာကြောင့်နိုဝင်ဘာလ၄ရက်နေ့မှာအနည်းဆုံးလူ၂ယောက်သေဆုံးခဲ့ပါတယ်။ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းဒေသတွေမှာတော့မိုးသည်ထန်စွာရွာသွန်းမယ်လို့ထိုင်းမိုးလီဝါသဌာနကခန့်မှန်းထားပါတယ်တိုင်ဖုန်းမိုဒိုင်ကယ်မီဂီဟာပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းဖိလစ်ပိုင်နိုင်ငံရဲ့အရှေ့ဘက်မှာဖြစ်ပေါ်ခဲ့ပြီးအနောက်ဘက်ကိုရွေ့လျားရာကနေအင်ဂါနီညမှာတောက်တရုတ်ပင်လယ်ထဲကိုဝင်ရောက်မယ်လို့ခန့်မှန်းထားပါတယ်။တိုင်ဖုန်းမိုဒိုင်ကယ်မီဂီဟာလေမြန်စွာရွေ့လျားနေပြီးဗီယက်နမ်ကမ်းခြေကိုကြာသပတေးမှာရောက်ရှိမှာဖြစ်ပါတယ်။ အဲ့ဒီနောက်တော့လေဖိအားနယ်ရက်ဝန်အဖြစ်အပြော့သွားပြီးအနောက်ဘက်ကိုဆက်လက်ရွေ့လျားပြီးတောက်ချာနေမှာတော့ထိုင်းနိုင်ငံအထက်ပိုင်းကိုရောက်ရှိမယ်လို့ခန့်မှန်းထားပါတယ်။ထိုင်းနိုင်ငံမှာတော့အရှေ့မြောက်ပိုင်းဒေသတွေမှာမူကြီးမယ်လို့ခန့်မှန်းထားပြီးတခြားဒေသမှာနေထိုင်သူတွေကိုတော့မုန်တိုင်းနောက်ဆုံးအခြေအနေတွေကိုမျက်ချီမပြတ်စောင့်ကြည့်ထားဖို့တိုက်တွန်းထားပါတယ်။